ခိုင်နေဝေကိုပြောရင်တရားဆွဲတော်မေဆွေစင်မြအောင်ဗိုက်တမြအောင်လုံးမေမြလာဝါရှင်ကိုစင်မြအောင်ကတော့လက်တော်ပြပေါ်နေတဲ့တဲ့တွေအရမခိုင်နေဝေကိုဂုံတိတ်ခါညွန်းနဲ့အောင်ပြောစွန်နေရရဲ့အပေါ်သူကတော့တရားဆွဲတော်မေဆိုပြီးတော့ပြောပြလာခဲ့ပါတယ်အခုလိုခိုင်နေဝေကဝေဖန်ပြောဆိုမှုတွေအမျိုးမျိုးခံရတဲ့ပုံမှာလဲဇင်မြအောင်ကသူ့အနေနဲ့တီးကန်ဒီမှာမဟုတ်ချောင်းကိုလည်းပြောဆိုလာခဲ့ပါရယ်ဇင်မြအောင်ကတော့ခိုင်နေဝေကိုဖောင်းထုတ်နေကြတဲ့ပုံမှာလဲသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအခုလိုပဲအသေးပေးမျှဝေလာခဲ့ပါရယ် ဇင်မြောင်ကနိုင်ငံသူနိုင်ငံသားတွေရဲ့ငွေကြေးစည်းစိမ်မှုအလုံးကိုတက်ဆိုင်ရကအချိန်နဲ့တပြေးညီစောင့်ကြည့်ထိန်းချုပ်နေရလေအလုံးတည်တယ်နိုင်ငံသားအလွဲတဲ့ငွေဆိုရင်အတင်းအသေးချာစည်းစိမ်တင်ပြရယ် KB 9000မှားလွဲမိလို့ပုံမှန်90နဲ့ညီပြီးအမှုရင်ဆိုင်နေရတဲ့သူတွေတရားရုံးမှာအများကြီးအခုမခိုင်နေဝေးကိုဖောင်းထုတ်နေတဲ့အမှုပြာလောကကအမှန်တရားဘက်တော်သားကြီးရဲ့တပည့်လေတည်မှုရင်ဆိုင်နေရတာသူစရာမတိများမတိရလား နိုင်ငံခြားအလွဲရင်းငွေတွေကိုတရားစစ်စစ်တင်ပြပြီးပြန်လူပေးရတယ်ပြန်လွှဲမယ်ဆိုရင်လည်းဘာကြောင့်ပြန်ပေးတယ်တရားတင်ပြရတယ်ပုံမှန်လူတွေနဲ့ရှင်ပေးလာလာတိုက်ခိုက်နေတဲ့အစိုးရလူတွေနာမည်ဖြတ်ချင်တဲ့သူတွေကိုမတ်ခိုင်နေဝေကတီးကန်နိုင်ပေမဲ့ကျွန်တော်တို့ကတော့တီးကန်နိုင်ခြင်းမရှိပါအခုသိန်း30ကိုပြန်ပေးနေရသည့်ပေမဲ့တတန်နောက်ရှက်နာမည်ဖြတ်နေကြတယ်အတင်းအကူကြီးထောက်ပံ့နေတဲ့ကလေးတွေလူနာတွေလိုအပ်နေတဲ့သူတွေအများကြီးရဲ့မျက်နှာကြောင့်ကုသိုလ်ရေးပဲစိတ်ထဲထားတာ အများစောကတမယအသီးခံဆိုတာတိတ်တော့မကောင်းဖို့ဆိုပြီးအတိပေးလာခဲ့ပါတယ်ဇမီအောင်ကတော့ခိုင်နေဝေကွန်ဝိုင်းပြီးတော့ပြောဆိုနေကြရပေါ်စိတ်ဆူနေခဲ့ရပါ။သွားတော့ငိန်ခံနေမှာမဟုတ်ကြောင်းကိုလည်းဆိုရှယ်မီဒီယာကနေတစင်အသိပေးလာခဲ့ပါရယ်။ခိုင်နေဝေကတော့သူစိတ်ကိုမာယွန်ပြီးငွေလဲလာတဲ့ပုံမှာလည်းအခုလိုပဲသူရဲ့မီဒီယာပေါ်ကနေအသိပေးလာခဲ့ပါရယ်။ခိုင်နေဝေကရခု Facebook ပေါ်မှာငွေကြက် 29သိန်း9500မောင်လွေမှုအတွက်ဘန်ကောက်ပိုင်းရှင်မှာကိုဝေတူဖြစ်ပါれအတင်းတို့လူကိုယ်တိုင်ဖြစ်စေခိုင်လုံသောထောက်ခံစာကိုယ်စလဲလွှဲစာဖြစ်စေပါရှိသောကိုယ်စလဲများဖြင့်လာရောက်ခြင်းမရှိခြင်း Facebook Viber Messenger များမှာကိုဝေတူကိုယ်တိုင်နဲ့ပြောဆိုထားခြင်းမရှိခြင်း Facebook ပေါ်မှာတက်လာသောပံမှတ်တမ်းများအတင်းလက်ထဲသို့ရောက်လာခြင်းမရှိခြင်းတို့ကြောင့် ဝေပြန်လွဲပေးဖို့အတွက်နှောင့်နှေးကြံ့ကြံ့မှုများရှိနေခြင်းဖြစ်ပါれ။ယခုကိစ္စအားဖြေရှင်းပေးနိုင်ပါရဲ့။ဘန်ကောက်ပိုင်ရှင်ကိုဝေတူသူမဟုတ်ခိုင်မာသောကိုယ်စားလှယ်လွှဲစားအတင်းသူ Facebook ပေါ်မှာ ပမတ်တဲများဖြင့်လာရောက်ပူသောလူသက်သည်အတင်သူကိုဝေသူသို့မဟုတ်ကိုစလေလွင်စာဖြင့်လာရောက်သူအပေါ်သို့ဝန်တန်းများရိုင်းပြစွာဆက်ဆံပူသောတတိအတန်ဖိုင်ဗီဒီယိုမှတ်တမ်းများယူဆောင်၍လာရောက်ပေးနိုင်ပါရဲ့ရှင်။တနိုင်ကလုံးစိတ်ဝင်စားမှုမြင့်တက်နေသောကိစ္စအတွေ့ကျွန်မကိုယ်တိုင်ပွင့်လင်းမြန်သာစွာဂရင်တွေဖြည့်ရှင်ပေးတော်မှာဖြစ်ပါရယ်။ယနေ့မှစ၍ဘန်ကောက်ပိုင်းရှင်အမှန်ပြတ်သောကိုဝေသူတို့ခိုင်မာသောကိုစားများကိုယ်တိုင်အချက်ပါတတိများယူဆောင်၍လာရောက်နိုင်ပါရဲ့ရှင်ဆိုပြီးအတိပေးထားခဲ့ပါရယ်။ ါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေ့လေးကျေးဇူးအများကြီးတင်ပါတယ်။